မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါကျွန်တော်ဒီနေ့ပြောပြပေးချင်တာဒီလေဆာနဲ့တက်တူးဖြစ်တဲ့ဆီးမင်းကြောင်ဖြစ်တဲ့အကြောင်းပေါ့နော်အဲ့တော့ဒီလေဆာနဲ့တက်တူးဖြစ်တာ ਨੇ ပတ်သက်ပြီးတော့ဟိုသိကျင်ကြတဲ့အဓိကအကြောင်းအရာတကြိမ်ဖြစ်တာ ਨੇ ပြတ်ကြတာပေါ့နော်ပြီးတော့မပြတ်ဘူးဆိုလည်းအကြိမ်ကြီးဘယ်နှကြိမ်လောက်ဖြစ်ရတတ်လဲဖြစ်ရင်နာလားနောက်ဆောင်ရဆောင်ရပါလိမ့်ရှိလဲဒါ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ဟိုတွေ့ရကြုံရသမျှအဖြစ်ပြက်တွေနောက်ရည်စရာအဖြစ်တွေနောက်ပြီးတော့ဖြတ်ချင်တဲ့သူတွေတည်တင်းတည်ထိုက်တဲ့အကြောင်းအရာတွေအားလုံးကိုကျွန်တော်ဒီဗီဒီယိုလေးမှာ ပြောပြပေးခြင်းပါတယ်တက်တူးထိုးထားပြီးတော့ဘလိုလူတွေပြန်ပြီးတော့ဖျက်ချင်လဲဆိုတော့အဓိကကတော့ကျွန်တော်ထိုးထားရဲဆိုရင်ကျွန်တော်ကလည်းဒီတက်တူးလက်လာလေးဆိုကြိုက်တယ်ပေါ့နော်တချို့လာဖျက်တာလေးဆိုလက်လာလေးဖျက်ရမှာတော့နှမျောတယ်အများစုဖျက်ကြတာကတော့အလုတ်ကင်နဲ့ပတ်သက်ပြီးဖျက်ကြတာပေါ့တချို့နိုင်ငံညာ သွားမဲ့သူတွေဟိုဂျပန်သွားမဲ့လူအများစုပေါ့နောက်မလေးတို့ထိုင်းတို့သွားမဲ့သူတွေလည်းဖြတ်ကြတာရှိတယ်အထူးသဖြင့်ကတော့လူမြင်ကွင်းနေရာတွေမှာထိုးထားတဲ့တက်တူတွေပေါ့လက်လိုနေရာတွေတွေနောက်ဒီလိုလေဘင်းလိုနေရာတချို့မျက်နှာမှာထိုးကြတာကိုရှိတယ်အဲနောက်ပြီးတော့လေတကယ်ချင်းအချင်းချင်းအပြောဘာထိုးပြီးတော့မလာတော့လို့ဖြတ်ချင်တာတွေမူးပြီးတော့ထိုးခဲ့ပြီးတော့ဖြတ်ချင်တာတွေမူးပြီးတော့တချို့ဘလူးပုံထိုးရင်းရနေဘလူးတော့ဘလူးပဲခွေးဘလူးရုပ်ထွက်သွားတာမျိုးတွေပေါ့နော်ဒါမျိုးတွေဆိုပြန်ဖြတ်ချင်တယ်နောက်အဖြစ်များလာကြပါလဲဆိုတော့အထူးသဖြင့် main ကလေးတွေပေါ့နော်သူတို့ အရင်ကသူတို့ရဲ့ ace ပေါ့အဲအစားဟောင်းနာမည်လေးတွေအများစုကတော့ဒီ initial လေးတွေထိုးတယ်ဒါမှမဟုတ်လည်းတချို့နာမည်အလုံးလိုက်ထိုးတာတွေလည်းရှိတယ်ဒါတွေကိုပြန်လာဖြတ်ကြတာပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ရည်စရာတစ်ခုပြောရရင်တော့ကျွန်တော်လွန်ခဲ့တဲ့6နှစ်လောက်ကပေါ့နော်ဒီအတွဲတွဲတတူးလာဖြတ်တာအဲကောင်မလေးကဒီရင်ဘက်မှာတည့်ရွက်ပုံလေးထိုးထားတာပေါ့တည့်ရွက်ပုံလေးထိုးတော့ဒါလေးကိုဖြတ်မယ်ဆိုတော့ဖြတ်ပေါ့ဆက်တယ်တစ်ချိန်နှစ်ချိန်အဲမသိတာသေးဘူးနောက်3ချိန်4ချိန်လောက်မှာဘာဖြစ်လာလဲဆိုတော့ဒီအပေါ်ကတည့်ရွက်လေးကမှိန်လာပြီးတော့အောက်ကနာမည်လေးတစ်ခုပေါ်လာတယ်သူရဲ့ အစာဟောင်းနာမည်လေးပေါ့နော်လာဖြတ်တဲ့ကောင်လေးကကြတော့ဒါအစ်စ်ပေါ့နော်အဲ့တော့ဖြစ်နေတဲ့ကျွန်တော်လည်းမျက်နှာပူတယ်သူတို့လည်းမျက်နှာတွေမကောင်းဘူးပေါ့နော်ဒါနဲ့ဒါရှေ့ဆက်ဘလို့ဖြစ်သွားကြလေတော့ကျွန်တော်လည်းမသိဘူးအဲ့တော့အဲညီမလေးကောင်းမလေးဒါမျိုးထိုးထားရင်တတိထားနိုင်မှာပါသူကလည်းကြိုမပြောခဲ့ဘူးပေါ့နော်အဓိကသူကဘာအပ်အပေါ်ကထိုးထားတာကိုမပြောဘူးကျွန်တော်ကလည်းဒီတိရွက်ပဲထင်ပြီးတော့ဖြတ်လိုက်တာနောက်တစ်ခုကကြတော့ကလေးတွေပေါ့တတူရန်ထိုးခြင်းနဲ့ထိုးလိုက်တယ် ညနေအိမ်ပြန်ရောက်တော့မှအင်အားတိတော့ပြန်ဖြတ်ချင်တယ်နောက်နေ့မနက်စေခန်းရောက်လာတယ်ချက်ချင်းဖြတ်ချင်တယ်ဆိုရင်အဆင်မပြေဘူးကျွန်တော်ကတော့အလိုမျိုးဆိုမဖြတ်ပေးဘူးဆေးတောင်မချောက်သေးရရရှိတယ်ပြီးတော့တတူးရဲ့သဘောတဘာဝအချိန်ကြာလာမှဖြတ်ရတာပို့ပြီးတော့ကောင်းမွန်တာရလက်ကောင်းတာမျိုးတွေရှိပါတယ်အဲ့တော့ဒီလေဆာနဲ့တတူးဖြတ်တာဘလို့အလုပ်လုပ်လဲပေါ့ဘလို့လုပ်လို့လဲဆိုတော့ဒီလေဆာလိုင်းလေးနဲ့တတူးဆေးသားပေါ်ကိုပစ်ချလိုက်တဲ့အခါမှာဒီလေဆာလိုင်းကတတူးဆေးသားမှင့်လေးတွေကို ဖောက်ခွင်းပစ်လိုက်တာပေါ့နော်အပိုင်းပိုင်းဆက်သာဖြစ်သွားစေတာပေါ့သို့တော်လည်းဒီတက်တူးဆေးသားအယောင်ပေါ်မူတည်ပြီးတော့အသုံးပြုရတဲ့လေဆာတွေကတော့ကွာခြားတယ်ကျွန်တော်အစီမှာဆေးကမ်းမှာတုံးတာတော့အဓိကတော့အယောင်ရင့်နေဒီတက်တူးယောင်နေပေါ့နော်အဲ့လိုအယောင်တွေအတွက်လေဆာပေါ့ပို့ပြီးတော့ကွဲပြားတဲ့အစိမ့်နုယောင်လေးတို့အပြာယောင်တို့ဆိုရင်တော့ကျွန်တော်တို့ရှိမှာတော့အဲ့ဒီလေဆာမျိုးစားရှားတဲ့ Alexandrite လေဆာဆိုတဲ့အမျိုးစားဆက်မျိုးစားနဲ့မှာပို့ပြီးထိရောက်တာတွေရှိတယ်ဒီဖြိုခွင်းလိုက်တဲ့ တတူးမှင်အပိုင်းအစာလေးတွေကိုခန္ဓာကိုယ်ရဲ့ကျွန်တော် immune system နဲ့အနာရဖြစ်ရင်အနာကျက်အောင်ဒီ immune system လွတ်တဲ့အကောင်လေးတွေညာဒီမှင်လေးတွေကိုသူအနာဖြစ်တယ်ဆိုပြီးလာစားတာပေါ့အဲ့ကနေဒီဆေးသားလေးတွေကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့လျော့ပါပါလာတာမျိုးဖြစ်ပါတယ်။ရောင်ရင်းတဲ့ကာလာတွေဖြစ်တဲ့ဒီအမဲတွေရင်းတဲ့ကာလာတွေကအပိုပြီးတော့ဖြတ်ရလွယ်တယ်ပြည့်ရလွယ်တယ်ပိုပြီးမှိန်နိုင်တယ်ပေါ့။မှိန်တဲ့အရောင်တွေဖြစ်တဲ့အဖြူရောင်တို့အဝါရောင်တို့ဆိုရင် ပို့ပြီးတော့ဖျက်ရတာခက်တယ်။ကွဲပြားတဲ့လေဆာမျိုးစားတွေလိုနိုင်တယ်။အဲ့တော့ကျွန်တော်တို့ကတက်တူးဖျက်တော့မယ်ဆိုရင်အရင်ဆုံးဆွေးနွေးတာပေါ့နော်။ဆွေးနွေးတဲ့အခါမှာတက်တူးရဲ့အရွယ်အစားကိုကြည့်ရတယ်၊တက်တူးအယောင်ကိုကြည့်ရတယ်၊အဖျက်ခံမဲ့သူရဲ့အသားအယောင်ကိုလည်းကျွန်တော်တို့ကြည့်ရတယ်။ဘာဖြစ်လို့ဆိုတော့ဒီအသားအယောင်ပေါ်မူတည်ပြီးတော့လည်းတက်တူးကအမားရုပ်ဘလောက်ကြံနိုင်တယ်၊ဘလောက်ထိပြတ်နိုင်တယ်ဆိုတာလေးတွေကမူတည်သွားနိုင်လို့ဖြစ်ပါတယ်။နောက် တက်တူးတစ်ချိန်နဲ့နဲ့ပြက်လာဆိုရင်တော့တခါလေးပြေးလိုက်မယ်။လုံးဝမပြတ်ပါဘူး။ဒီဆေးသားရဲ့အယောင်၊တိတ်သီးစား ဘလောက်ထိအတိမ်နဲ့ထိုးထားတယ်ဒီလိုအချက်တွေပုံမူတည်ပြီးတော့9ချိန်ကနေ10ချိန်15ချိန်လောက်ထိလိုတာမျိုးတွေလည်းရှိနိုင်တယ်ကျွန်တော်တို့ဈေးကမ်းမှာတော့တစ်ချိန်နဲ့တစ်ချိန်ကိုအနည်းဆုံးတစ်လချားတယ်တစ်လမကတလာခွဲနှစ်လချားပြီးတော့ဖြစ်လို့လည်းရတယ်ရှေ့မှာပြောလို့ပဲဒီတက်တူးတိတ်သေးစားတဲ့တက်တူးအတိမ်နဲ့တွေပုံမူတည်ပြီးတော့လိုအပ်မဲ့အချိန်ကြီးခွဲပြားနိုင်တယ်လို့ဒီတက်တူးအချိန်ကြာလာရင်ပို့ပြီးတော့ဖျက်ရလွယ်တယ်ထိုးထားတာမကြသေးတဲ့တက်တူးတွေကပို့ပြီးတော့အချိန်ကြီးပို့လို့နိုင်တယ်ဒီတော့တက်တူးဖျက်တာနာလားပေါ့နာလားဆိုရင်နာပါတယ် ကျွန်တော်တို့ကမဖြတ်ခင်မှာနိုင်ဝက်ဖြတ်မဲ့တတူပေါ်ထုံစေးအောင်ပေးထားတယ်ဖြတ်နေစဉ်တော့အတွင်းမှာလည်းရေခဲကပ်ပေးတယ်သို့တော်လည်းနာကျင်မှုကတော့ရှိတယ်ဘယ်လိုမျိုးနာတာလဲဆိုတော့ဒီခေစာပြစ်တဲ့အခါမှာတရေပင်နဲ့ပြစ်နေတယ်လို့ပေါ့နော်ဖတ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 ်ဆိုပြီးတော့နာနေတယ်ပေါ့ကျွန်တော်အများစုမေးကြည့်တဲ့အခါမှာလည်းသူတို့နာတယ်တချို့ဆိုရင်ထိုးတာတက်ပုံနာတယ်လို့တော့ပြောကြပါတယ်ဟုတ်ပြီဖြတ်ပြီးပြီးချင်းမှာဘယ်လိုမျိုး ခံစားနိုင်လဲတွေ့နိုင်လဲဆိုရင်တော့ဖြစ်တဲ့နေရာကြီးကနေတာရောင်တာရှိမယ်တခါတလေအစောပိုင်းဖြစ်တဲ့လူတွေမှာဆိုရင်အဲအရေကြီးဘူးထလာတာအိမ်ရောက်တော့မှအရေကြီးဘူးလေးတွေပေါ်လာတာလေးတွေရှိနိုင်တယ်ဒီလိုခါမှာဆိုရင်အရေခဲအုံပေးလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ပေးလိုက်တဲ့ဆေးကိုမှန်မှန်လိမ့်ပေးရမယ်ကိုယ်လက်နဲ့ဒီအရေကြီးဘူးတွေကိုဖောက်တာနောက်ပြီးတော့ဒီအနဖေးတွေခွာလိုက်လက်သေးနဲ့ကုတ်ပြီးတော့ခွာတာမျိုးတွေမလုပ်သင့်ဘူးသူ့ဘာသူဒီဟီးဖြစ်သွားအောင်ကိုကစောင့်ပေးရမယ်နောက်ပြီးတော့အဓိကကတော့ ဖြတ်ထားတဲ့တတူနေအောင်နေအောင်တိုက်ရိုက်မထိအောင်ရှောင်ပေးရမယ်။နေအောင်ထိတဲ့အခါမှာတတူကမိန်သိမ်းတဲ့လောက်မမိန်တာအယောင်မကြတာတွေမဲသွားတာတွေရှိတတ်တယ်ပေါ့နော်။အဲ့တော့အပြင်းထန်ကိုလက်လှူရှာအားကစားနေပူထဲမှာလှုပ်တာမျိုးတွေကိုတတ်နိုင်မယ်ဆိုရင်နှစ်ပတ်လောက်ရှောင်နောက်ပြီးတော့ဒီနေပူထဲမှာဖြစ်စေဒီရေကူးတာမျိုးတွေလည်းရှောင်ပေးသင့်ပါတယ်။ဒီမှာကျွန်တော်ဆေးကမ်းမှာဖြတ်ထားတဲ့တတူလေးတွေပြမယ်။ဒီပထမပုံလေးကတော့ဒါ၃ငိမ့်ဖြတ်ပြီးတော့တိတိကျကျမှိန်သွားတဲ့ပုံလေးပေါ့နော်အဲသူက အစကတည်းကလည်းစေးသားအရင်မကောင်းခံမိမ့်နေပဲအဲ့တော့နှစ်ကြိမ်သုံးကြိမ်မြောက်လောက်မှာတော်တော်လေးတိတိကျကျမိန်သွားတာကိုတွေ့ရပါတယ်နောက်တစ်ခုပြမယ်ဒီတယောက်ကတော့ဒါအင်ဒိုနီးရှားလူမျိုးပေါ့နော်သူကတော့ကျွန်တော်ဒီတက်တူးလာဖြတ်တဲ့သူတွေထဲမှာတော်တော်ဇွဲကောင်းတယ်။ဒါကျွန်တော်ပထမဆုံးသူဆက်ဆက်ရောက်လာတော့ရိုက်ထားတဲ့ပုံလေးပါ။ဒါပုံမှန်ဖြတ်သွားတဲ့ပုံလေးတွေပေါ့နော်။တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်ဖြတ်တယ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 ်။ဒါလေးကတော့နောက်ဆုံးအကြိမ် 17ချိန်မြောက်မှာတွေ့ရတဲ့ပုံလေးဖြစ်ပါတယ်။တော်တော်လေးစွဲကောင်းပါတယ်သူကသေးသားရည်လည်းတော်တော်မိန်သွားပြီ။သူ့ကိုဆိုရင်ကျွန်တော်အဲတနစ်ကျော်တနစ်ခွဲလောက်ထိကိုဖြတ်ထားတဲ့ပုံဖြစ်ပါတယ်။သူတပြင်းဒီသေးသားရင်းရင်အသားဖြူတဲ့သူတွေပေါ်မှာဆိုရင်ရက်လက်ပို့ပြီးတော့ကောင်းတက်တဲ့ professional tattoo တွေပေါ့နော်။သေးသားကာလာရောင်စုံပါနေတာမျိုးတွေဆိုရင်ပို့ပြီးတော့ဖျက်ရခက်ခဲတာမျိုးတွေရှိနိုင်ပါတယ်။အများစုကဒီ tattoo ဖြတ်ဖို့ရောက်လာတယ်ဆိုရင်တချို့ကကြတော့အချိန်မပေးနိုင်တာများတယ် ရောက်လာကြပြီဆိုရင်တို့ကအရေးပေါ်ရောက်လာကြအထူးသဖြင့်အလုပ်အင်တာဗျူးဖြေဖို့လိုနိုင်ငံခြားထွက်ဖို့လိုရောက်လာကြတယ်အဲဖြတ်မယ်လာတယ်ပြီးတော့မေးလိုက်တော့ကျွန်တော်ကအချိန်တိတ်မရတော့ဘူးတစ်လလောက်ပဲရလောက်ရတော့တာနှစ်ပတ်လောက်ပဲရတော့တာအင်တာဗျူးကမနှက်ဖန်ပဲဖြေရတော့မှာဒါမျိုးတွေများတယ်ပေါ့နော်တို့ထင်တာကဒီလေဇာနဲ့ဖြစ်လာရင်ဒီနေ့ဖြတ်နောက်နေ့ပျောက်သွားတာမျိုးထင်ကြတာပေါ့အဲ့လိုမဟုတ်ပါဘူးတက်တူးဆိုတာအချိန်အကြာကြီးပေးပြီးတော့ လားနဲ့ချီနှစ်နဲ့ချီပြီးတော့အတိတ်တသာပြတ်ဖို့ဆောင်ရတဲ့ကုသမှုတစ်ခုဖြစ်ပါတယ်တော်တတူးဖြစ်တဲ့အခါမှာဘလို့မျိုးပေးတွက်ဆိုချို side effect တွေရှိနိုင်လဲပေါ့ side effect ကတော့ရှိမှာပြောသလိုပဲဖြစ်ပြီးချင်းမှာဆိုရင်ရောင်းနိုင်နေရတယ်နောက်ရေကြီးမှုထထတာလေးတွေဒါကတော့အရင်ဖြည့်ရိုးဖြစ်စဉ်ဖြစ်လေဖြစ်တာရှိရတယ်ပဲပေါ့နော်အဲရေရှည်ကြလာတဲ့အခါမှာတော့တစ်ခါလေမှာဘလောက်အကျင့်ကြီးပဲဖြစ်ဖြစ်ပေါ့နော် စေသား ကုံအောင်ပြောင်းဆင်မသွားတာမျိုးတွေရှိနိုင်တယ်။နောက်တချို့ကြတော့အမာရွကြံတာတွေရှိနိုင်တယ်။လူတူနဲ့တူအရေပြားတုံ့ပြန်မှုပေါ်မူတည်ပြီးတော့ရရှိလာတဲ့ရလက်ကကွဲပြားနိုင်သေးတယ်။ဒါကြောင့်ကျွန်တော်တို့ကပထမဆုံးတတူးမြင်တာနဲ့တော့အရှင်းပြောက်သွားမယ်။ဘယ်ချိန်မှာဘလောက်ပြောက်သွားမယ်ဆိုတာကိုခံမှန်းပြီးပြောဖို့အရန်ခက်ခဲပါတယ်။အဲတော့ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ဒီတတူးလေဆာနဲ့ဖြတ်မယ်ဆိုရင်နံပါတ်1အရေးကြီးဆုံးကတော့စိတ်ရှည်ဖို့ပဲ။တတူးကဒီတပတ်နှစ်ပတ်တလားလောက်နဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးရေရှည်ဆွဲပြီးတော့လုတ်သွားနိုင်မလို့လို့ရတယ် စိတ်ရှိမှုဒီနံပါတ်1နောက်တစ်ခုကကြတော့ကိုကိုတိုင်းမှာလည်းဒီ realistic expectation ပေါ့เนาะတကယ်ဖြစ်နိုင်တဲ့မြုံဝမ်းချက်မျိုးရှိရမယ်မဖြစ်နိုင်တာကြီးပေါ့မဖြစ်နိုင်တာကြီးဆိုတာထိုးထားတဲ့တတူရစေးသားကြီးရအရင်ကြီးအနက်ကြီးထိုးထားပြီးတော့လုံးဝ100%တကူအသားကြီးပြန်ရချင်နေတာမျိုးပေါ့เนาะဒါမျိုးဆိုရင်တော့ကျွန်တော် က စိတ်လည်းမရှိဘူးဆိုရင်ဘလို့မှမဖြစ်နိုင်ဘူးလို့ပဲပြောခြင်းနဲ့အဲ့လိုမျောမှန်းထားရင်တော့ကျွန်တော်ကတော့မဖြစ်နဲ့လို့ပဲအကြံပေးတယ်။ကျွန်တော်ဒီမှာပြောပြပေးတာကတော့ဒီကိုယ်မှာရှိနေတဲ့တတူဖျက်ချင်နေတဲ့သူတွေအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်။အဲလေဆာကုသမှုယူခြင်းတဲ့သူတွေတိသွားဖို့အတွက်သိရှိသင့်တာလေးတွေကိုမဖျက်ခင်မှာသိရအောင်ကျွန်တော် sharing ပြုလုပ်ပေးတာဖြစ်ပါတယ်။